အမေနဲ့ရွာကိုလမ်းပြီးတော့ရွာလေးကိုပြန်လာတာပါเนาะဟုတ်အဲဒါရွာကိုရောက်ရှိနေတာဖြစ်ပါတယ်လောရုံးပါတော့1954ဆိုတော့စင်ကာပူနိုင်ငံရေလို့တော့မဖြစ်သေးဘူးပေါ့နော်စင်ကာပူနိုင်ငံရေလို့ဖြစ်တာကတော့1965ခုနှစ်မှာဖြစ်တာပေါ့နော်အဲတော့ဒါစင်ကာပူနိုင်ငံရေလို့မဖြစ်ခင်ကတည်းကတည်ထားတဲ့နေရာအိမ်ဖြစ်တယ်ဒါဆိုရင် 47D Lorong Bangkok 1954 ရှိတယ်ရှိတယ်လူရှိတယ်ဟုတ်ပါရဲ့အိုးအဲ့ဒါကတော့မဲသွားလာလေအဲ့ဒါကိုပြောတော့ဟဲ့ညအေးဒီရောင်ရုံမြင်မှုလားတဲ့ဒီလိုကျိုးကျိုးနေကျိုးနေဒီမတော်ဘယ်မှာလဲမြန်မာပြည်မှာအခုမြန်မာပြည်ကတော့ဂျွာလိုက်ပေါ်တယ်လို့သဘောထားအဲ့ကနော်လေးနော်အဲ့လိုအန်တနာတွေရောက်ညို့ ါကျိုးလေးတရားဆဒီနားကတမားလေးရအောင်နော်လိုရောကမ်ပေါင်လိုရောဘတ်တော့ထပါလိုက်ဟောအပြည့်ကြားလေးရောစင်ကာပူရဲ့ရွာလေးဖြစ်ပါတယ်စင်ကာပူမှာတော့ဒီလိုမြင်ခွင့်ရတာတော်တော်ကြီးကိုရှားပါတယ်တော်ကြီးကိုရှားတာပါ 放羊，放羊，放羊，都养了鸡，是吧？哎，今年养了老多，养回来了没地，嗯，养回来了没地，黄。啊，猪蹄儿哪来？嗯？啊，猪蹄儿哪来？啊，猪蹄儿。猪哪儿弄啊？猪啊，猪啊，你给我弄啊，你得，你得弄啊，你猪蹄儿，啊，牙牙烂的。 อะยินไดไดอะยินอะยินไดได้ค่ะยานี่ยานี่ยินไม่ได้หรอตําไม่ได้ยายถ้าถ่ายเลยอ่ะยินไม่ได้ยาเลยถ่ายดิตั้วเลยตําบ่ยายเลยยาดิ I believe we've used down any alamdi. Thank you.

ြည့်တယ်။မဘာနဟိုတော့မော်ဒန်တိုင်းတာမီတာဟွာလေးမီတာဖတ်တဲ့ဟွာလေးဆိုတော့ဟိုတော့အတိုင်းโอเคပါဒါကတော့စင်ကာပူမှာနောက်ဆုံးကြံရတဲ့ရွာဖြစ်ပါတယ် village ပေါ့ကမ်ပုံလို့ခေါ်တော့ပေါ့မလေးရှားလို့ပေါ့ အာမလေးရှားတယ်မဟုတ်ဒီမှာတရုတ်တလေးနေရပေါ့နော်ရှိရဟိုရှိဆိုတရုတ်အိမ်လေးနေတာနော်အမီရောင်လေးနေဒါလည်းတရုတ်အိမ်ပဲတကယ်ကိုဟုတ်နိုင်တော့ ấy biết đâu là giàu giàu cô giàu dâu lên nó lại sharing luôn cả nó ဒီနေရာဒီအိမ်ဆိုလို့ရတာမျိုးဆက်မရှိတော့ဘူးမရှိတော့ကြတော့ဒီတိုင်းတိုင်းအစိုးရဆေးဖြစ်အောင်လုပ်ထားတယ်ဒီဟာဆိုလို့ရှင်ဒါအိမ်ကအောက်ကနေပြီးတော့မိန်လာခွက်ဆိုပြီးတော့လုတ်ထဲဟာအခုတော့လူမရှိတော့ကြတော့ဒီဟာကိုမိန်လာခွက်နေရာကိုမရှိတော့ဘူးပေါ့ဒီတိုင်းတိုင်းဒါဟိုလုံးကဟိုလုံးကအင်္ဂလိပ်ဖြစ်လက်ထက်ကနေတဲ့အိမ်မျိုးတွေနဲ့နည်းနည်းဆင်းတယ်အာဒါကထိန်းသိမ်းထားရဖို့သူမျိုးဆက်မရှိတော့တဲ့အိမ်ကိုလိုက်ကြည့်နေတာဖြစ်ပါတယ် ဒါကအစိုးရနေပြီ government နေပြီတော့ပဲခင်းနေဆောက်ရှောက်ထားတာပေါ့နော် government ထင်းနေဆောက်ရှောက်တာပိုတောင်ကောင်းတယ်လို့ပဲနော်ဟိုကိုတယောက်မေးတယ်ဥစားအင်္ဂါဘယ်လိုထားရလဲဟာဒါအိမ်သားနေရာကိုသူကတော့လူမရှိတော့ပိတ်ပလိုက်တာပေါ့ထဲမှာတော့လူရှိတယ်ဟာလူကဟိုဘက်

ဒါရွာလန်းလေးဖြစ်ပါတယ်ဗောနော်ဒီကနေလာတယ်ဒီကနေလာပြီးတော့ကြာမှာဒီအိမ်နေကြတော့ဒါမျိုးဆက်မရှိတော့တဲ့အိမ်နေဗောနော်မျိုးဆက်မရှိတော့တဲ့အိမ်နေကိုဆိုးရနေပြီးတော့တင်းတင်းထောက်ချောက်ထားတာဖြစ်တယ်အဲဒီဒီဘက်အိမ်ရောဗောနော်ဒီဘက်အိမ်ဆိုလဲဒီမှာဒါဒါရှေ့တုန်းကအတိုင်းပဲဟိုးလွန်ခဲ့တော့နှစ်ပေါင်း60 90 100လောက်ကအတိုင်းပဲထားတာဗောနော်ဘာအိမ်ဘာအိမ်ဆိုရင်ဆိုင်းဘုတ်ကလေးလည်းရှိတယ်ဗောလေဒါနဲ့အတူဗောနော်ဒီမှာကြည့်ဟမ် ခင်းတဲ့လိုနောက်မှာတော့ HCB တိုက်ကြီးတွေရှိပါတယ်လို့ဒါကတော့တကယ်တိုက်ကြီးတွေနဲ့ရာလေးပဲချားတာပေါ့နော်ဟာဟိုနောက်ပဲချမ်းပါဆိုတာဒါခင်မီတိုက်ကြီးတွေရှိတာပေါ့ဒီတိုက်ကြီးတွေဒါမဲ့ဒီဘက်ကလေးကိုလာတာနဲ့ဒီဘက်နဲ့တကယ်တော့ရာကြီးလက်တော့ရာတွေအောင်ဓာတ်တိုင်လေးတွေအစားကြီးကြီးလိုက်ပေါ့နော်အိုးကျွန်တော်တို့ကျွန်တော်တို့နိုင်ငံပြန်ရောက်သွားသလိုတော့ဖြစ်သွားတယ်ပေါ့နော်ဒါကသူကတမင်က reserve နေနဲ့ထားထားတာပေါ့နော်အရင်တိုင်းထားတဲ့ last campon ဆိုပြီးတော့ ထားတာဒါလေးတော့တကယ် government ကဟိုတော့ပုံစံအတိုင်းကိုဟိုထားတာဖြစ်တယ်တော့လဲတစ်ခါမှတော့မရောက်ဘူးအခုမှပဲရောက်ဘူးတယ်ဒါနမှာအာမိသားစုပါလို့သွားပြီဟိုလိုအတိုင်းဒါဆိုရင်ဆိုင်းဘုတ်ပေါ့နော်1954တဲ့ Lorong Wangkok 1954ခုနှစ်ဆိုတော့1954ဆိုတော့စင်ကာပူနိုင်ငံရေလို့တော့မဖြစ်သေးဘူးပေါ့နော်စင်ကာပူနိုင်ငံရေလို့ဖြစ်တာကတော့1965ခုနှစ်မှာဖြစ်တာပေါ့နော်ဒါတော့စင်ကာပူနိုင်ငံရေလို့မဖြစ်ခင်ကတည်းကတည်ထားတဲ့နေရာအိမ်ဖြစ်တယ်ဒါဆိုရင် 47D Lorong Bangkok ပါတယ်အဟိုးတော့အတိုင်းရစ်ဆတ်လောက်ထားတဲ့နေရာတွေပါဒီမှာဆိုလဲဒါတွေကတော့ culture ပေါ့နော် culture ကို ရက်စနစ်တကျထင်းထင်းဆောက်ရောက်ထားတာဖြစ်တယ်ပေါ့နော်ဒီမှာဆင်းဟိုးလေးတွေလို့ပါလို့ဆိုတော့ဒါတော့ဒါဟိုးရင်တော့ဒါမီးဖို့ကြောင်ပုံစံပေါ့နော်မီးဖို့ကြောင်ပုံစံဖြစ်တယ်ပေါ့နော်ဟိုရင်တော့ဆိုရင်တော့ဒါအမှန်တမ်းပြပြလေးပြောရင်တော့မြန်မာနိုင်ငံမှာပြန်မြင်ရတဲ့မြင်ကွင်းကဓမ္မအတော်ရှီဟောင်းပစ္စည်းရှီဟောင်းပစ္စည်းဖြစ်နေတာပေါ့ ဟိုဒါဒါကလူရှိသေးတယ်လေကျွန်တော်တို့ကရှောက်ရိုက်ရှောက်တာရိုက်တာပေါ့နော် အပန်းအိုးလေးတက်ဓမ္မဒီမှာတခုဟိုဖြစ်တာမှဒါချီဟောင်းဆက်တွေပေါ့နော်စင်ကားဆက်တို့ပါလို့အဲစင်ကားလေဟိုချီနင်းဆက်တွေရှိတယ်ပြီးတော့နောက်တစ်ခုကဒီရွာမှာနေလိုက်နာမယ်အချက်ကတော့ဒါအိမ်နေမှာအဲကွန်လုံးကတက်ခွင့်မရှိဘူးပေါ့နော်အဲကွန်လုံးကတက်ခွင့်မရှိဘူးဘာဝါတိုင်းနေရမယ်ဒီမှာမနေချင်းတခြားမှာသွားနေပေါ့နော်ဟုတ်မယ်မာဆိုလဲဒါတဘာဝါတိုင်းလေးတွေပေါ့ လူတွေတော့နေလို့ရအောင်တော့လုပ်ပေးထားတယ်လေဒီမှာဆိုမီးတွေပါရောက်တယ်မီးတွေပါရောက်တယ်ဒါမဲ့ရှေဟောင်းတိုင်းနေဖို့သူကလုပ်ပေးထားပါဘူးဘွန်ဒီကိုအဲလေးတွေကတော့တကယ်ကိုမဲ့သူကတတရဖြစ်အောင်လုပ်ပေးထားတယ်ဒီမှာငါပြောပင်လေးတွေအဆဒါဆိုဆိုရတကယ်လုပ်ထားတဲ့အိမ်ဆိုတော့တို့ကတော့ဟောဖြစ်တယ်ဒါမဲ့ဒီဘက်မှာခြံစည်းရိုးပေါ့နော်ဒါဆိုရင်ဟိုတော့ကစတိုင်ပေါ့ဒီမှာ CEO ကိုအမိကမက်တာ ။ဘောကြောင့်မှာငက်ချန်နေလည်းရှိရေ။သူငက်မွေးကြလေ။အာဂျိုးတန်နေကြရမှာ။ကူ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 သာဟိုဗစ်တရှာခိကဘောနော်ဒါမိန်လာကန်ဘောနော်ပြရမလားပြ။ဒီမှာနိုင်ငံမှာဆိုရင်အဲ့မျိုးလာပြီးတော့အမိန်လာတွေလာခတ်ခတ်ပြီးတော့တနေရာတော့ပို့တဲ့ဟာမျိုးပေါ့နော် ါကရေတွင်းတော့မဟုတ်ဘူးရေတွင်းနဲ့ခက်စင်မရေတွင်းဆိုဒီတက်ပို့မြင့်တာပေါ့ဒါမိန်လကန်ဖြစ်ပါတယ်ကျေတော့သူတို့မရှင်းလင်းလောက်တာတော့မဟုတ်ဘူးဒီမှာပဲလက်လက်ဆက်ဆက်ဖုတ်ဖုတ်ထားတယ်ရှင်းလင်းထားတဲ့ဟာတွေရှိတယ်ဒါပေမဲ့ तू ရှင်းလင်းဆိုရဆိုတာကသူ့ရဲ့အနစ်သာရကိုပျောက်ပြတ်သွားအောင်ရှင်းလင်းတာမျိုးမဟုတ်ဘဲနဲ့တဘာဝကြကြရှင်းလင်းတာမျိုးပေါ့နော်လောက်တယ် ။အော်ဒါ bread fruit တဲ့မြန်မာမြန်မာပေါင်မို့သည်ပေါ့နော်။ပေါင်သည်ပေါ့နော်လို့လည်းခေါ်တယ်တဲ့။ချက်စားလို့ရတယ်တဲ့။ဟင်းချက်စားလို့ရတယ်။ဒါတင်းနေငါလာမှာလေမိနေရွာကိုလမ်းပြီးတော့ရွာလေးကိုပြန်လာတာပါเนาะဟုတ်ဒါရွာကိုရောက်ရှိနေတာဖြစ်ပါတယ် ဖန်ကောက်ကံပုံပေါ့နော်အဲ့ဒီဆိုလဲတော့ဒီကဟိုတော့အတိုင်းပဲထားတာပေါ့နော်အဲ့ဒီဆိုလဲတာစတ်တော့ဆန်အဲ့ဒီတော့မှာတဆိုင်နဲ့ရှိပါသေးတယ်။ဒီစီတော့အတိုင်းပဲထားတယ်။ကျွန်တော်တို့ဟိုအရင်တော့ဆိုရင်ဒါ YouTube မှာတော့ YouTuber တွေတွေ့တယ်ပေါ့နော်။သူတို့ရဲ့ approach ကလည်းလွဲနေရပါတော့။သူတို့ဟာဒီမှာရှိတဲ့လူတွေကိုလိုက်ပြီးတော့ မေးကျင်တဲ့ interview မေးကျင်တဲ့ပုံစံရှိတယ်ဒါမှမဟုတ်ဒီမှာရှိတဲ့လူတွေကတကယ်နေတဲ့လူတွေကအဲ့ဒိတ်မတွေ့အောင်ဘူးဆိုရင်အိမ်ထဲမှာပဲနေကြတာ哦ဟုတ်ကဲ့ဒါဆိုရင်ဘောနော်ဒါဆိုဘလီပေါ့နော်ဒါဖျားဝတ်ပြုလို့ရပါတယ်မွတ်စလင်တွေဖျားဝတ်ပြုလို့ရတယ်ဘလီဖြစ်ပါတယ်အထက်မှာဟုတ်ပါဒါဟိုတုန်းကဟုတ်တယ် ်ဟောကိုလက်တက်စင်တဲ့နေရာလေးရှိပါတယ်မှာ6တော့ဆေးလို့ရတယ်ဗောနော်6တော့ဆေးလို့ရတယ်ဟိုမှာဟိုအပေါ်မှာဟိုလည်းရှိပါတယ်ဗောနော်ဆိုရင်ဒါဘလီမန်းတိတောင်းပေါ့လက်ရှိတယ်ဟမ်အဲဟိုပန်ကပဲ3 3နဲ့ရထားတာလုံးဝအဲကွန်မတိုက်ဒီမှာတက်တည်ပေါ့နော်ဒီမှာပန်ကပဲ3လို့ရတယ်အဲကွန်3လို့မရဘူးဟုတ် ဒါအလားပြေဆိုင်လေးပါနော်အလားပြေဆိုင်သူ့မှာအိမ်နံပါတ်ကလေးလည်းရေဖို့ဆို 32C တို့အဲဒီမှာအိမ်နံပါတ်ကလေးနဲ့ဒါဆိုအရင်တော့အလားပြေဆိုင်လေးတယ်မှာခဏကလေးတွေလာအဒိဒီရောမှာလားပြန်တိုင်းဒီဇိုင်းစားတော့ဆိုင်ဒီဇိုင်းဒီမှာလည်းနော်အဲ့ဒါခုပဲမှာဒါရွာတကြီးအိမ်ဖြစ်ဖို့များတယ်ဗောနော 19B behind wood ရာငိုတော့ကစာစာတိုက်လာပါလားဩစာလာ post office ပေါ့ post office ရာကရာပြပါဘူးရေနော် post office ဒီရွာတဲ့စာပို့ရင်ဒီစာတိုက်ကိုရောက်တာဟုတ်ပါဘူးစာတိုက်ဟုတ်တယ်ဟုတ်ပါဘူးဟုတ်ကဲ့စားတိုင်းနဲ့အဝါနဲ့အမြင်နဲ့ချင်းဆိုင်ငင်းအဝါနဲ့ဘယူတီပါလာနဲ့ဘယူတီပါလာနဲ့လည်းဆောင်းတို့ ။ဟဲ့တက်တာနော်။အာရွာတွေကရွာတွေကပြန်လာရော့။โอเคกูတော့ဘန်ကောက်လမ်းထိတ်ကိုရောက်လာရောเนาะကျွန်တော်ပြန်ထွက်လာတော့ဒါကျွန်တော်ဆိုင်းဘုတ်လေးရှိတာဘောနော်ဒါ L Dogs ဘလီကိုသွားတာဗောတတ်တာ ဓာရီကနေလူဆိုးတွေထွက်လာပြီလူဆိုးတွေတပုံးတွေတပုံးတွေတပုံးတွေထွက်လာပါပြီတပုံးတွေထွက်လာပါပြီโอเคဓာရီကတပုံးတွေထွက်လာပါပြီဒီတိတ်ကကျင်းနေပါโอเคဟိုထိပ်ထိတော့ကြည်ရမှာပေါ့နော်ဟိုထိပ်ဆိုတာဆိုင်းဘုတ်လေးရှိတယ်ဒီခါလေးထိရောက်ရင်တော့အဆုံးတက်မှာဖြစ်ပါတယ်ရွာထွက်လိုက်တာနဲ့ဒီဘက်ကမြို့ရောက်သွားတယ်ဟောနော်အကံပုံပေါ့ လွန်ရောဘန်ကောက်ကမ္ဘုံပေါ့နော်ဟိုထွက်လိုက်တာ ਨੇ ဒီမှာဆိုမြို့ဖြစ်သွားပြီကဲတော့ဟာ different ဖြစ်သွားပြီရွာလေးပါတတာတတာပါကဲဒါကတော့ရွာလေးကိုဘေးကနေလမ်းမကနေပြီးတော့ပေါ့နော်ကျွန်တော်ဒါဖြတ်ရိုက်ပြသွားတဲ့ဟာကြည့်လို့ရအောင်ကျွန်တော်ရိုက်ပေးထားတာဖြစ်ပါတယ်ဒီမှာလူတွေလည်းနေတော့ အားတော့လည်းနားတယ်ဒါပေမဲ့သူတို့လည်းသိပါတယ်ဒီမှာလာလာပြီးတော့ဒီလိုရိုက်ကြတယ်လေပတ်ကြတယ်ဆိုတာသိပြီးသားဖြစ်ပါတယ်ဒါဆိုရကိုယ်တိုင်လည်းဒါကိုဟိုဘောရှီဟောင်းနေရာလေးအနေနဲ့သွားထားတာပေါ့ဘိုးတော့အတိုင်းမဲ့ဒါတရားလေးတွေကဒါတကားလေးတွေကစားပေါ့စားတယ်ဘုံလေးတွေကစားဒီကတကူးတကဒီမီးကျိုးလာပြီးကြာနော်ဒီစင်ကာပူမှာစားလိုက်တာကိုရေဖြစ် ီအိမ်လေးဆိုရင်ကျွန်တော်လူကိုမတွေ့ဘူးကြမ်းသိလားဒါပေမဲ့ဟွာတော့ရှိတယ်ဟုတ်ကဲ့သဘုံမျိုးဝင်တာဟုတ်ကဲ့လေးတော့ဟုတ်ပြီဒါလည်းသဘုံဝင်တာဘုံကြီးကြောက်လို့လားဒီမှာဆောက်လာတာရှည်ရမ်းသဘုံနေရှိဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ဒီရွာလေးကိုလက်ပတ်တဲ့ခီးစဉ်လေးကတော့ဒီညနဲ့ပြီးဆုံးပါပြီ။ ကြည့်ရှုတဲ့အတွက်ကျေးဇူးပါ